တလပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေသေးဖို့အတွက်ရန်ရာလေးတစ်ခုမျှဝေပေးနေတာဖြစ်ပါတယ်ခင်ဗျလွန်ခဲ့တဲ့အတိတ်6လပိုင်း7လပိုင်းဆိုတဲ့ကာလတွေအတွင်းမှာ ကို့အနေနဲ့ငွေကြီးပိုင်းဆိုင်ရာအဖြစ်အခက်အခဲလေးတွေကြုံနေခဲ့ရတယ်။ငွေကြီးမှာဘလူမျိုးပူပန်သောကရောက်စရာလေးတွေဖြစ်နေခဲ့တယ်။သာသဖြင့်ကို့ရဲ့အတိတ်ကငွေကြီးနဲ့ပတ်သက်လို့အခက်အခဲလေးတွေအားလုံးနှီးပါ၁၇လပိုင်းဆိုတဲ့ကာလတွေကိုရောက်ရှိလာပြီဆိုတော့ငွေကြီးကပြဿနာလေးတွေအဆင်ပြေစေဖို့ငွေကြီးနဲ့ပတ်သက်လို့အခက်အခဲလေးတွေပြည်လည်စေဖို့အတွက်၁၇လပိုင်းတော့တလစာငွေဝင်ရတရာကိုမျှဝေပေးသွားကြတာဖြစ်ပါတယ်ခင်ဗျ။ โอเคဆိုတော့17လပိုင်းအတွက်ငွေကြေးနဲ့ပတ်သက်လို့အစဉ်ပြေစီဖို့ရရလေးတစ်ခုမိတ်ဆွေကိုလုံလို့ရပါတယ်17လပိုင်းဆိုရင်ကာလကငွေကြေးပိုင်းဆိုင်ရာအဖြစ်ဟိုတော့လည်းသူတို့အစဉ်ပြေတယ်လဲပတ်တယ်ဆိုပေမဲ့တချို့သောမိတ်ဆွေတွေမှာကြတော့ငွေကြေးလေးကနည်းနည်းလေးဂျမ်းဖြစ်နေတဲ့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်သူကလက်မလဲဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့ဆိုတော့ဟိုကိုကဒီဘက်မှာပေးစရာရှိတယ်တစ်ဖက်ကမရနေသေးဘူးဆိုတော့ကိုကနည်းနည်းလေးငွေကြေးပိုင်းဆိုင်ရာအဖြစ်17လပိုင်းမှာနည်းနည်းလေးပေါ့နော်ဟိုစိတ်ခုစရာလေးတွေဖြစ်သွားရတဲ့အခိုက်အတန့်မျိုးလေးတွေဖြစ်တတ်တာမျိုးပေါ့ဒါပေမဲ့အရင်ကြီးမစိုးရင်ရပါဘူး တတလပိုင်းကတော့ငွေကြေးနဲ့ပတ်သက်ရင်လည်းအနည်းနဲ့များတော့ကောင်းကျိုးပေးတဲ့ထည်ဒီမှာတော့ပါနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတတလပိုင်းအတွက်မှာငွေကြေးကံကြမ္မာလေးပိုအစီပြေသေးဖို့ဒါကိုယ့်ရဲ့အလောက်ကန်လေးတွေအစီပြေတဲ့အလောက်ကန်လေးတွေအစီပြေတော့ငွေကြေးကံကြမ္မာလေးကကောင်းမွန်လာပြီးတော့ငွေဝင်လာတဲ့စသဖြင့်ဒီလိုသဘောတရားလေးပေါ့ဗျာ။တစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်နေပြီးတော့မှကျွန်တော်တို့အလောက်ကန်နေအစီပြေအောင်ဒါစီးပွားရေးလာပါတိုးတက်စီဖို့အတွက်ငွေကြေးပိုင်းဆိုင်ရာအဖြစ်တိုးတက်ဖို့အတွက်ရရလေးတစ်ခုမျှဝေပေးချင်တာဖြစ်ပါတယ်ခင်ဗျ။အရန်ကိုရိုးရှင်းပါတယ်။တတလပိုင်းအတွင်းမှာကကျွန်တော်ကောင်းကျိုးပေးတာကတနည်းဝင်နဲ့တောက်ကြတဲ့ကောင်းကျိုးပေးတယ်။ တောက်ကြနန်နဲ့ရရချီရမှဖြစ်ပါတယ်။တောက်ကြနန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကြည့်လိုက်တော့တဲရှိတယ်တဲတဲဆိုတာတောက်ကြနန်နော်တဲထပ်ပို့ပြီးတော့လွယ်တဲ့ပစ္စည်းလေးရှိတာပေါ့ဗျာ။သီးညွန့်တို့သီးဟုန်ညွန့်တို့ရှိတာပေါ့။ဒါပေမဲ့သီးညွန့်သီးဟုန်ညွန့်ကလူတိုင်းရှာဖို့မလွယ်ဘူး။တချို့ရက်ဒေတာတွေမှာကြာရင်မရှိဘူးလေနော်။အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတဲလေးအနည်းငယ်ကျွန်တော်ဖန်ခွက်လေးတွေမှာထည့်လိုက်ပါတယ်။တဲဆိုတာတောက်ကြနန်ဟုတ်တယ်နော်။ ဟန်ခွက်လေးတစ်ခွက်ထဲမှာသဲလေးကိုကျွန်တော်တို့မပြည့်တပြည့်ပုံစံလေးထည့်လိုက်ပါဒါကျွန်တော်ကျွန်တော်ပြထားတဲ့ပုံစံလေးတိုင်းပဲမပြည့်တပြည့်လေးမိတ်ဆွေတို့ဒီမှာဒီလိုလေးထည့်လိုက်ပါနော်ဒီမှာမိတ်ဆွေမြင်ရရင်နော်ဒါကျွန်တော်ကနမူနာလေးမိတ်ဆွေတို့ကိုပြပေးတာနော်ဟိုဖန်ခွက်ကပန်းနေပါလေပါနေလို့ပါညာပြဿနာမရှိဘူးရတယ်ကျွန်တော်ဆိုလိုချင်တာဖန်ခွက်လေးတစ်ခွက်ဖြစ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဖန်ခွက်လေးတစ်ခွက်မှာသဲလေးမပြည့်တပြည့်လေးထည့်လိုက်ပါဒီလိုမျိုးလေးထည့်ပြီးသွားပြီဆိုတာနဲ့ ကျွန်တော်ပတ်စံတရွေ့ယူပါဘောနော်ပတ်စံဆိုတာကငါးအောင်နာမည်ဖြစ်ဖြစ်တသောင်းနာမည်ဖြစ်ဖြစ်တထောင်နာမည်ဖြစ်ဖြစ်အလင်းတင်တယ်လို့တင်တယ်လို့ပေါ့ဗျာနော်ကိုရောက်ရှိနေတဲ့နိုင်ငံကဒါပတ်စံပေါ့ဗျာနော်အဲ့တခုခုပေါ့နော်ကျွန်တော်ခဏလေးပတ်စံလေးခောက်ပြမယ်နော်ပတ်စံလေးတခုခုပေါ့နော်ကျွန်တော်တို့ဟိုခောက်လိုက်ပါခောက်တာလည်းလွယ်ပါတယ်ဗျာကျွန်တော်တို့ပွဲတွေပါတွေထုံးရင်ခောက်တယ်လို့မျိုးလေးခောက်လိုက်ပေါ့နော်အလင်းတင်တယ်လို့လေးဗျာကိုခောက်တတ်တယ်လို့မျိုးလေးခောက်လိုက်ခောက်ပြီးတော့ကြတော့ကျွန်တော်တို့ဒီသဲလေးထည့်ထားတဲ့ဖန်ကွက်လေးမှာလည်းလို့လေးကျွန်တော်တို့ထိုးထားပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကမိတ်ဆွေကိုကျွန်တော်နမူနာလေးမိတ်ဆွေကိုကျွန်တော်ကလုတ်ပြပေးတာနော် အလင်းတင်းတလူမျိုးလေးကိုကထည့်ထားလို့ရတယ်မယ်ဒီလိုလေးနော်ဒီလိုလေးကျွန်တော်ကထိုးထားလို့ရတယ်ဒီနေရာမှာတတိထားကြရှိတာကတဲကတန့်ရှင်းတဲ့တဲမျိုးလေးဖြစ်ရပါမယ်လမ်းဘေးကညုံမှထဲဖန်ခွက်တဲ့ကိုတဲထည့်မှာဘုရားသခင်မတင်ရရချီတာမျိုးဟာတိတ်အစ်မပြူးလေနော်တဲတန့်တန့်လေးနဲ့ရရလေးပြုတ်လို့ပြရမှာဖြစ်ပါတယ်ဆိုတော့ဒီပုံစံလေးမိတ်ဆွေတို့ရရလေးလှုပ်ပြီးသွားပြီးဆိုရင် ျွန်တော်တို့ကဆူတောင်းပေးရမှာဆူတောင်းတဲ့နေရာမှာလည်းကျွန်တော်တို့ဒီဖန်ခွက်လေးကိုဒီမှာလက်လေးနဲ့ဒီလိုမျိုးလေးလက်လေးနဲ့ပဲเนาะဒီလိုမျိုးလေးကြာဘူးတံတန်ပုံတန်လေးเนาะပြုတ်လုပ်ပြီးတော့မှမိမိရဲ့ဥကောင်းထက်မှာเนาะပန်းစင်နဲ့အနေနဲ့ တော့ကျွန်တော်တို့ဒီ၁၇လပိုင်းအတွက်ဒါကငွေကြီးနဲ့ပတ်သက်လို့ကျွန်တော်တို့ဓာတ်စင်နဲ့ငွေဝင်ရရလေးဖြစ်ပါတယ်ရှင်ဗျာနော်၁၇လပိုင်းဆိုကဆိုတဲ့ကာလအတွင်းမှာဒါတနင်္ဂနွေနေ့သားသမီးကြီးမိမိကြုံနေရတဲ့ပြဿနာခက်ခဲနောက်ချက်ငွေကြီးနဲ့ပတ်သက်လို့တားဆီးမှန်သမျှအားလုံးနှီးပါပြန်လည်ဖြည့်ရှင်းလို့ရပါစေငွေကြီးနဲ့ပတ်သက်လို့စိုးရိမ်ပူပန်နေရတဲ့ကြောင်းကြနေရတဲ့ကိစ္စလေးတွေအားလုံးနှီးပါဆင်ပြေပါစေဆိုတဲ့အကြောင်းငွေကြီးနဲ့လာပါဒူဝါပြီးတော့မိမိရဲ့လောက်ကိုင်းစီးပွားရေးလက်လာပါဥစ္စာဒနာပေါ်ချွေဝါပါစေဆိုတဲ့အကြောင်းလေးတွေဒါဆူတောင်းမြတ်တာပို့တာပေးရမှာဖြစ်ပါတယ်ခင်ဗျာဆူတောင်းပေးရမှာမျိုးပေါ့နော်ဒီလိုလေးလုပ်လို့ရပါတယ်လောက်ရမယ့်အချိန်ဒီနေ့ကကြတော့ ်17လပိုင်းအတွင်းမှာတိုက်တဲ့နေ့တိုက်တဲ့အချိန်မှာလုံရတယ်။ညာကင်းတကောင်တရင်တို့မှာဒီရရောက်ထလုပ်လည်းရတယ်။မနက်ခင်းစောစောဖျားရှိကိုပြီးတဲ့အချိန်ကာလမှာရရရလုံလိုက်မယ်ဆိုလို့ရှိရင်လည်းရတယ်။ညနေခင်းအချိန်ကအလုပ်တွေအလုပ်တွေပြန်လာတယ်။ဂျီမူးချိုးပြီးသွားပြီ။ဓမီပိုင်စားတော့ပြီးသွားပြီ။အခင်ချိန်ခါမျိုးမှာရရရကိုလုံမယ်ဆိုလည်းရတယ်။ဒီရရရလေးကအထူးအရေးကြီးတာအသေးတန်းတန်းလေးဖြစ်ရမယ်။ပတ်စံလေးပေါ့နော်။အလင်းသိမ့်တယ်လို့ပေါ့ဗျာ။တစ်ထောင်နဲ့ရတယ်၊ငါးထောင်နဲ့ရတယ်။အဲ့ဒါလေးကိုထိုးထားပြီးတော့မှ ငွေချင်းနဲ့ပတ်သက်လို့ဒါ၁၇လဝန်းကျင်မှာငွေချင်းနဲ့ပတ်သက်လို့အခက်အခဲနောက်ရှေ့အတားအဆီးမတမျှအားလုံးဒီပါဖြည့်ရှင်းလို့ရပါသေးစင်ပြပါသေးဆိုတဲ့အကြောင်းဒါဆုတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျဒီလိုလေးဆုတောင်းပြီးတော့ပြီဆိုတော့ကိုယ့်ရဲ့အိမ်ကဖျားကန်းတဲ့နေရာလေးမှာเนาะဒါဆိုတာကျွန်တော်ရဲ့ဖျားကန်းနေမှာ ဗီဒီယိုရိုက်ကူးတာလုပ်နေတာဆိုတော့ဒီဖျားကတနေရာဒီမှာကျွန်တော်တို့တင်ထားပြီးတော့မှသတ္တလပိုင်းအတွက်ငွေကြီးနဲ့ပတ်သက်လို့အဆင်ပြေပါလိမ့်ဆိုတဲ့အကြောင်းကျွန်တော်တို့စုတောင်းမြစ်တာပို့တာစစ်တောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီရရလေးပါအရန်ကိုလွဲကူပါတယ်အရန်လည်းရိုးရှင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒါဒီဗီဒီယိုလေးကိုကြည့်နေတဲ့ချင်းစီတိုင်းဒီရရလေးကိုမိတ်ဆွေတို့တေချာလေးပြုတ်လုပ်ပေးထားဖို့လိုအပ်ပါတယ်ခင်ဗျာအရန်ကိုထူးထူးခြားခြားလေးနဲ့အဆင်ပြေသေးမယ့်ရရလေးပါသတ္တလပိုင်းတွင်မှာမိတ်ဆွေတို့တိုက်တဲ့နေ့မှာရရလေးလုပ်ပါအဆင်ပြေပါတယ်ခင်ဗျာကိုကနေပြီးတော့ဖျားရှိခူတဲ့ခါမှာဒီရရလေးကိုပြန်ယူပြီးတော့မှကိုယ့်ရဲ့ဥကောင်းထက်မှာပန်းစင်တဲ့ အနေလေးနဲ့ဒီလိုလေးဆူတောင်းပေးမယ်ဆိုလည်းရပါတယ်နော်။ Okay ပါခင်ဗျာဒီရေရာလေးကိုကျွန်တော်မိတ်ဆွေတွေကိုမျှဝေပေးတာပါ။ငွေကြီးနဲ့ပတ်သက်လို့အဆင်ပြေသေးဖို့ရေရာငွေဝေစေဖို့ရေရာဖြစ်ပါတယ်။အရန်ကို17လပိုင်းအတွက်ထူးထူးခြားခြားငွေကြီးနဲ့ပတ်သက်လို့ကံကောင်းစီမယ်ရေရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးများတင်ပါတယ်။တားရောက်ပိုင်းနေတူ page ကဆရာနေတူဖြစ်ပါတယ်ခင်ဗျာ။